်မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ယေရှုတော်အပြင်ဒီမနက်မှာကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာဒခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာအခန်းကြီး1အပိုက်ငယ်14ကို ဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဟေလတလူဖြစ်စေလူရိုင်းဖြစ်စေပညာရှိဖြစ်စေ ပညာမဲ့ဖြစ်စေလူအမျိုးမျိုးတို့ဤကျွေးသည်ငါ၌တင်လျက်ရှိ၏ဒီစကားလေးကအမတန်စိတ်ဝင်စားစရာကောင်းပါတယ်ယောမဩဝါဒစာကို ရေးတဲ့အခါမှာလူအမျိုးမျိုးတို့ရဲ့အကျွေးဟာငါမှတင်နေတယ်လို့ဖော်ပြတာတွေ့ရတော့သူ့ရဲ့အကျွေးကဘာလဲလို့မေးတဲ့အခါငွေရေးကြေးအရာကျွေးတင်တာမဟုတ်ပါဘူးဝိညာဉ်ရေးရာအရာကျွေးတင်တာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်ဆိုလိုတာက လူတိုင်းအပေါ်မှာသူတာဝန်ကျေဖို့လိုသေးတယ်ဝိညာဉ်ရေးရာပြုစုခြင်းသေးတယ်ဝိညာဉ်ရေးရာမှာဧဝံဂေလိတရားအတွက်အမှုဆောင်ခြင်းသေးတယ်ဆိုတဲ့သဘောမျိုးကိုဆိုလိုတာဖြစ်ပါတယ်ကျွန်တော်လူတိုင်းကြွေးတင်ဘူးမှာပဲဖြစ်ပါတယ်အကြွေးတင်ပြီးဆိုရင်ကျွန်တော်တို့အဲ့ဒီအကြွေးကိုဆက်ဖို့ရန်အတွက်စ조사အားထုတ်ရပါတယ်အလုပ်လုပ်တဲ့အခါမှာပင်လေငါကြွေးဆက်ရအောင်မယ်ဆိုတဲ့စိတ်ကြီးရှိပါတယ်အဲ့ဒီဝင်တုပ်ဝင်ပိုးကြီးရှိနေတဲ့အတွက် လူတွေကမဖြစ်မနေအလုပ်လုပ်ရင်းနဲ့အဲ့ဒီအကျွေးတွေကိုဆက်ဖို့ရန်အတွက်ကြိုးစားကြပါတယ်။အဲ့ဒီအကျွေးတွေကိုကြေမှပဲဝင်တုပ်ပေါ့ပြီးတော့မှလွတ်လပ်တယ်လို့ခံစားရတာမျိုးဖြစ်ပါတယ်။ဒါကြောင့်မလို့အကျွေးရှိတဲ့သူတိုင်းကဒီအကျွေးရဲ့ခံစားချက်အဲ့ဒီအကျွေးရဲ့ဝင်တုပ်ဝင်ပိုးကို သိပါတယ်။ကျွန်တော်တို့ကတော့ရှင်းရှင်းပြောရရင် လောကဝင်တုပ်ဝင်ပိုးတွေနဲ့လောကီအကျွေးတွေပဲအတင်ခံပြီးတော့မှ ပင်ပန်းနေကြတာဖြစ်ပါတယ်။ ဒီနေ့တနေ့ကျွန်တော်တို့မှာယူလိုက်ရတဲ့အကျွေးတွေပြန်ဆက်ရမယ့်အကျွေးတွေစသဖြင့်လုံးလေချက်ပြားရိုက်နေတာပဲဖြစ်ပါတယ်။လောကရဲ့ဏိယာမသဘောတရားဒီစနစ်ကြီးမှာကိုကအကျွေးနဲ့မကင်းတဲ့စနစ်ကြီးဖြစ်နေပါတယ်။မြမပြည်တွင်မကဘူး။သူများနိုင်ငံတွေမှာလည်းအကျွေးစနစ်နဲ့စီးပွားရေးတွေလဲပတ်ကြတယ်။အကျွေးစနစ်တင်နဲ့အိမ်ချမ်းမြေတွေဝယ်ကြတယ်။အကျွေးစနစ်တင်နဲ့အတုံးဆောင်ပစ္စည်းတွေဝယ်ကြတယ်။ အဲ့ဒီအကျွေးတွေကိုတသက်လုံးအလုပ်လုပ်ပြီးတော့မှပြန်ဆက်နေရတယ်တခါအကျွေးယူလိုက်အကျွေးတင်လိုက်နဲ့လူတွေကအဲ့ဒီဝင်တုပ်ဝင်ပိုးတွေကြားထဲမှာရုန်းကန်နေကြတာကိုကျွန်တော်တို့အားလုံးသိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလောကီဝင်တုပ်ဝင်ပိုးတွေကိုမနာရန်ထမ်းပြီးပင်ပန်းနေမဲ့အစားဝိညာဉ်ရေးရာ ဝင်တုပ်ဝင်ပိုးကိုထမ်းရွက်နိုင်မယ်ဆိုရင်တော့ကောင်းပါတယ်ကျွန်တော်တို့စိတ်ထဲမှာဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီးတော့ကြတော့ပေါ့ပေါ့ပါးပါးနဲ့နေပြီးတော့ လောကီဝင်တို့ဝင်ပို့တွေကြတော့လေးလံစွာတင်နေရင်တော့မှားပါတယ်ကျွန်တော်တို့ဟာဝိညာဉ်ရေးရာမှာဝင်တို့ဝင်ပို့တင်ဖို့လိုပါတယ်အဲ့ဒါကဘလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့အေဝံဂေလိဟောဖို့တာဝန်တွေရှိသေးတယ်ကျွန်တော်တို့မှာဆက်ကပ်ပါဝင်ဖို့ရန်တာဝန်တွေရှိသေးတယ်ကျွန်တော်တို့မှာဖျားပေးထားတဲ့တာဝန်တွေကိုထမ်းရွက်ဖို့ရန်အတွက် ယူပါယုံရှိသည့်အတိုင်းအဆုံးထိတိုင်အောင်ရှောက်လန်းဖို့ရန်အတွက်လို့ရအောင်မယ်ဆိုတဲ့ အဲ့ဒီဝင်တော့ဝင်ပိုးတွေရှိဖို့လိုပါတယ်။ဒါကလည်းကာယကရှင်ကိုယ်တိုင်ရဲ့စိတ်နေသဘောထားနဲ့ပဲဆိုင်ပါတယ်။ဘသူကမှတာဝန်ပေးပေးမပေးပေးကိုယ့်ကိုယ်တိုင်ကိုကဒါမျိုးကိုထမ်းရွက်ခြင်းနဲ့စိတ်မျိုးရှိမှဖြစ်ပါလိမ့်မယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့လောကီဝင်တော့ဝင်ပိုးတွေကတော့သခင်ယေရှုရှေ့မှာချထားပြီးအဲ့ဒီဝင်တော့ဝင်ပိုးတွေကိုပေါ့ပေါအောင် လုပ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဝိညာဉ်ရေးရာမှာတော့ ျွန်တော်တို့အကျွေးတင်ပြီးဆိုတာကိုသိပြီးမှ ကျွန်တော်တို့ကျွေးကိုခြေအောင်ဆက်နိုင်ဖို့ရန်ကြိုးစားရအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာမှာပြက်ကွက်နေတဲ့ဝိညာဉ်ရေးရာအလုပ်တွေပြက်ကွက်နေတဲ့ဝိညာဉ်ရေးရာတာဝန်တွေပြက်ကွက်နေတဲ့လူအပေါင်းကဲတင်ချင်းရဖို့ကိစ္စတွေဒါတွေကို ကျွန်တော်တို့တတ်အားသရွေ့အင်တိုက်အားတိုက်ပါဝင်ဖို့အကျွေးဆက်ဖို့လိုတယ်ဆိုတာကိုနားလည်သိရှိစေချင်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေ။ ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ဝိညာဉ်ရေးရာမှာအကျွေးတင်တော်သူများဖြစ်တယ်ဆိုတော့သိရတယ်ဒီအကျွေးတွေကိုပြန်ဆက်နိုင်ဖို့ရန်ကိုရောမာဆာပါကိုရဲ့ဘုန်းတော်ထင်ရှားတဲ့အသက်တာနဲ့အသက်ရှင်ုံသာမကဝိညာဉ်ရေးရာကန္နာတိုင်းမှာမိမိတအားသဖြင့်ပါဝင်ဆက်ကပ်နိုင်တော်သူများဖြစ်စေပါယေရှုတင်တဲ့တနေ့တာလုံးလက်ဝဲအနန္တနဲ့ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာ ကိုရိုရှင်ဖျားဆက်လက်ပို့ဆောင်လမ်းပြပါမိအကြောင်းသူတို့ရဲ့ဝင်တို့ဝင်ပိုးတွေကိုချပေးသလိုသူတို့ကိုယ်တိုင်လည်းဝိညာဉ်ရေးရာ ဝန်တာစိတ်များရှိစေဖို့မဆပါယေရှုတင်လျက်သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍တနေ့တာကိုအစပြုပါ၏အာမင်